ရွာစီမှာကင်ဟာမီရှုခံရမှုကြောင့်လူလေးဦးသေဆုံးဘရွာစီနိုင်ငံဆော်ဘော်လိုပြည်နယ်အသွင်းမှရှိဆောင်ဂျိုဆမ်ဒုကံဘူမြူနီစပယ်နယ်မြေမှာတိခိုက်လွယ်သူတွေအတွက်စီစဉ်ထောက်ပပေးထားတဲ့ကင်ဟာမှာမဆယ်ရက်ကမိလောက်မှုဖြစ်ပွားခဲ့ပြီးလူလေးယောက်ထက်မနည်းသေဆုံးသွားခဲ့ကြောင်းပြည်နယ်ပြည်သူလုံခြုံရေးအသွင်းရေးမှူးရုံးကနေသိရပါတယ် CCTV မှတ်တမ်းထဲမှာလူတယောက်ချင်းကပ်လာပြီးကင်ဟာဝင်ပေါက်အနီးမှာ မိနစ်နေငယ်လောက်နေခဲ့ပြီးတော့မင်းမလောင်ခင်လေးမှာပဲခက်မြမြန်ထွက်သွားတာကိုမြင်တွေ့ရပါတယ်။စီရဲ့အဖွဲကတော့တနင်္လာနေ့မှာအသက်52နှစ်အရွယ်မျိုးသားတယောက်ကိုကိဟာမှာမိရှုံမှုတန်တရားနဲ့ဖမ်းဆီးခဲ့ကြောင်းပြည်နယ်ပြည်ထုလုံခြုံရေးအတွင်းရေးမှူးရုံးကနေသိရပါတယ်။တရခင်ကထွက်ပြေးမသွားခင်ဆိုဖာပေါ်မှာမိရှုခဲတာကိုမြင့်မြင့်တက်တွေကတွေ့ခဲ့ရတယ်လို့ဆိုထားပါတယ်။အခင်းဖြစ်ပွားရနေရစီဆေးရဲတွေကိုခေါ်လိုက်ပြီးသူတို့ရောက်ရှိလာချိန်မှာမိသက်ဦးစီးဌာနက မိငိမ့်တက်နေတဲ့အဖွဲတွေကိုတွေ့ရှိခဲ့တယ်လို့အသွင်းရေးမှုရုံးကပြောပါတယ်။အခင်းဖြစ်ရနေရာမှာလူ22ဦးရှိခဲ့ပြီးတော့သူတို့ထဲက8ဦးကထိခိုက်ဒဏ်ရာရပြီး၄ဦးကတော့ပွဲချင်းပြီးတေဆုံးသွားတယ်။မီရှုံမှုလူသက်မှုကျူးကျော်ဖို့ကြိုးပမ်းမှုလို့မှတ်တမ်းတင်ထားပါတယ်လို့အသွင်းရေးမှူးရုံးကပြောပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေဟာ အိယာပေါ်မှာမလုံမရှက်ရှိနေကြတဲ့လူ600ယောက်ကို တွေ့ခဲ့ရပြီးသူတို့တွေကပရင်ပေါင်းမှသစ်ဖေရှားကဲထုတ်ခဲ့ရကြောင်းမိသက်ဌာနရဲ့အဆိုအရသိရပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။